အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စက်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ1ရက်စီးရီးသတင်းကောင်းတော်သုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ချင်းပြည်နယ်ကတော့ချမ်းဖက်တာဟာအမှတ်69ချင်းလင်တပ်မဌာနချုပ်တမလုံးနဲ့အမှတ်89ချင်းလင်တပ်မဌာနချုပ်နန်းဒီကံဖြစ်တဲ့အမှတ်30စစ်စင်ကိုကဲမှုဌာနချုပ်ရဲ့လက်အောက်ခံတပ်တွေကိုတုံးလာတာတွေ့ရပါတယ် ချင်းပြည်နယ်ကိုနှစ်ဖက်ညံ့ဆက်စည်လှုပ်လာတာကိုလည်းမြင်နေရပါတယ်။အမှတ်69ချင်းလင်းတက်မှဌာနချုပ်အမှတ်89ချင်းလင်းတက်မှဌာနချုပ်နဲ့အမှတ်30စစ်စည်ကူကဲမှုဌာနချုပ်တက်တွေကိုဘယ်လိုဖြန့်ခွဲလဲဆိုတာကိုတော့အသေးစိတ်စီစစ်နေသေးတာဖြစ်ပါတယ်။အကြမ်းများအပြင်ကလေးတမူလမိုင်းကိုတဝက်ဟာခမတဆင့်တိတိန်ဖလန်းနေနေတွေတွင်းကိုခွဲထုတ်ဖြန့်ခွဲထားတဲ့အနေအထားဖြစ်ပါတယ်။ ပခုတ်ကူပေါက်ကမ္မဘက်ကနေပြီးတော့လဲရောဒေတာမှာတဆင့်ချင်းပြည်နယ်အတွင်းဝင်ရောက်နိုင်မှုအင်အားတွေစုဖွဲ့လာခဲ့ပြီဖြစ်ပါတယ်အချက်ဘက်တာဟာချင်းပြည်နယ်ရဲ့ဖလန်းတွန်းဆန်ထန်တလန်ဆတဲ့မြို့နယ်တွေကိုတရားမဝင်ရွေးကောက်ပွဲဟန်ပြပြုလုပ်ရမယ်အခြေအနေဟာတဖြည်းဖြည်းချင်းနီးလာပြီဖြစ်တဲ့အတွက်လက်နေကြီးပြည်ကူသောတိုက်ဆင်းတဲ့လေချောင်းရေးတာမှုတို့ကိုပေါင်းစပ်ညှိနှိုင်းမှုရယူပြီးဒရကျန်းတိုက်ခိုက်မှု ပြုတ်လောက်လာနိုင်ပါတယ်ရှမ်းမြောက်တစ်ခုလုံးမှာအပြည့်ရသွားခြင်းကစပြီးတော့အခုလာတော့မယ်အချမ်းဖက်စစ်သက်ပြန်လဲလှုပ်ဆောင်လာနိုင်တဲ့စနီးဖြူဟာမှန်းဆရရင်ထိုးစစ်ကိုတစ်ချိန်နဲ့တစ်ပြိုင်နဲ့လှုပ်လာနိုင်ပြီရှိပါတယ်2026ခုနှစ်ဒုတိယလေလာဘက်ကာလလောက်မှာတော့စစ်ဒေသစစ်နယ်မြေလိုက်အပိုင်းလိုက်အကန့်လိုက်ခွဲပြီးကြိုက်လာမဲ့ဤစနစ်ကိုတုံးလာနိုင်ပြီရှိပါတယ် ဒါကဂျန်လူရဲ့လှုပ်လာနိုင်တဲ့ပေးထားချက်ဖြစ်ပါတယ်။ကုဘက်ကလားဘင်းကြီးနေမလဲ။အစီမံချီးပြီးသားဖြစ်ပါလိမ့်မယ်။ဒါကတော့တော်လန်ပြည်သူများကိုတင်ဒီတော်လန်ရေးတပ်ဖွဲ့ရဲ့စေဦးစီးချုပ်ဖြစ်သည်။ဂျန်လူရဲ့တိုက်ဆက်မှာဤတို့သတင်းရရှိထားသည်။တင်ပါလို့မြင်နေပြီ။ စိတ်ကူးနဲ့လက်တွေ့စီမံချက်နဲ့မြေပြင်တင်ကားစာနဲ့တိုက်ပွဲခြားနားချက်တွေအများကြီးရှိပါတယ်တော်လန်ဒီသူများစိတ်ကြရစ်တံမှန်ကန်ခိုင်မာလာစေရန်ကြီးရွယ်တင်ပြခြင်းဖြစ်ပါတယ်နောက်ဆုံးအချိန်လေးရတော့ကလေးတီးတိမ်လမ်းမိုင်းစိုင်းရင်လမ်းကြောင်းပေါ်မှာထိပ်တွေ့မှုပြန်လည်ဖြစ်ပွားလာပြီဖြစ်ပါတယ် ဂျမ်ဘက်စစ်တပ်ဟာဆိုပါလမ်းကြောင်းကို မြေပြင်စစ်ကြောင်းထိုးမယ်ဆိုရင်အထိနာမကိုတည်ပြီးဖြစ်ပါတယ်။ရောင်များတိုက်စစ်စက်တက်မြတ်လာဖြစ်ပါလိမ့်မယ်။တွန်းလန်နဲ့ထန်းလန်နဲ့ညီကိုအဓိက တိုက်စစ်ဆင်မဲ့တိုက်စိတ်ပိုင်းတွေစပြီးနေရာချတာတွေလုပ်ပါလိမ့်မယ်။သူဒီမဟုတ်စပြီးတိုက်စစ်ဆင်ပါလိမ့်မယ် စခိုင်းတိုင်းကလေးမျိုးတောင်ပိုင်းတိုင်းဆင်းလာတဲ့ဆက်ကြောင်းကြောင်းကတော့ချောင်းကွာနဲ့အောင်ချမ်းသာကြီးပါပဲဒီရောက်ရှိလာနေတာကိုတွေ့ရပါတယ်ဆက်ကြောင်းတို့ဝင်ရောက်လာတဲ့အတွက်နေမြေကန်တွေဟာစတင်ထွက်ပြေးတိမ်းရှောင်ကြပြန်ပြီဖြစ်ပါတယ်ချင်းပြည်နယ်နဲ့စခိုင်းတိုင်းနယ်နိမိတ်မြင်းတလျှောက်ဆင်းလာတာကိုတွေ့ပြီးဟဲလုရွာကိုကြော်ပြီးဆိုရင်တော့မြစ်တာမြစ်ကိုခြေစည်းဝင်ရိုးဖြစ်အသုံးပြုနိုင်ခြင်းရှိပါတယ် ၎င်းစစ်ကြောင်းရဲ့စီးရီမန်းကြကတော့မကွေးတိုင်းခံကောမြို့အထိဝင်လာ ው လားမနိဗူရာမြေဆောင်ကနေပိတ်ဆို့ရေးလုပ်ဖို့လားဆိုတာကိုတော့စီစစ်နေရသေးတာဖြစ်ပါတယ်ကလေးမြောင်ပိုင်းကိုတက်တဲ့စစ်ကြောင်းကတော့ရာဇကျူအလွန်မာတယ်ရတ်တန့်သွားခြင်းလို့ပဲအကြမ်းကြီးယူဆရမှာဖြစ်ပါတယ်ခမ်းမမျိုးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးစားရင် အဆိုပါစစ်ကြောင်းဟာစစ်နယ်ကျွန်းကပြုတ်လာပြီလို့ခံမှန်းရပါတယ်ကတားမျိုးတွင်မှာတော့မြေပြင်ထိတွေ့မှုတစ်ခုရှိခဲ့သလိုလေကြောင်းတိုက်ခိုက်မှုထပ်ပြီးတော့ပြုတ်လုလာနိုင်ကြီးရှိပါတယ်မဝေးတိုင်းပေါ့မျိုးနဲ့အရှိတောင်ပိုင်းနယ်မြေမှာရှိနေတဲ့အင်အားစီးရဲစစ်ကြောင်းကတော့ထိတွေ့မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်ကျောင်းကြီးရင်းနမောရှားပြီ ကန်တော့အဆရှိတဲ့ခြေရွာတွေမှာလှဲ့လေတောင်းကျနေတာဖြစ်ပြီးပရိချက်ကန်တဲ့ရန်ကင်းရွာတွေဘက်ကိုဥတီနိုင်ပါလေ။ဘဟုမှုမျိုးနယ်အတွင်းမှာလည်းညောင်ချစ်ပင်နဲ့ဖောရွာမှာအင်အား200ဝန်းကျင်ကရှိတဲ့စစ်ကြောင်းဟာခြံခွဲခြေပြုလျက်ရှိတာကိုတွေ့ရပါလေ။ငဖဲတန်ရဲ့အတွင်းမှာတော့နိုင်ကန်စခန်းဘက်သို့နှိုးလန့်လန့်ပြီးစုံကုန်းအမြောက်တပ်တွေကကြောက်လန့်တကြား တစ်ခါတစ်ခါလက်နက်ကြီးပြစ်ခတ်မှုတွေရှိနေပါသေးတယ်အမကူရငါအမြောက်စစ်စင်ကိုကမှုဌာနချုပ်အတွင်းကနေအင်အားဖြင့်ရင်းနှန်းတချို့ကလည်းလမ်းဟောင်းဘက်သို့ဥတီထွက်ခွာလာနေကြတာကိုတွေ့နေရသေးဖြစ်ပါတယ်ကင်းဒီနဲ့မြဝီကော်ဂရိတ်အာရှလမ်းပိုင်းမှာတော့ကျန်းဖက်တန်းနဲ့လက်ဝေကန်တပ်ဖွဲ့တွေဟာတပ်ဖြတ်မှုတွေပြုလုပ်လို့ပြီးသလောက်ချစ်နေပြီလို့ယူဆရပါတယ် မြောက်ရင်းနဲ့ရှေကုတ်ကိုလာကြောင်းပါချမ်းဖက်တိုက်ရဲ့ဆင်ကြောင်းနေရာဝင်ရောက်ဆက်ဖက်မှုတွေရှိလာတာကိုလည်းတွေ့လာရပါပြီ။ဖလူစခန်းဘက်မှာတော့နှစ်ဖက်ပြစ်ခတ်မှုတွေရှိနေတယ်လို့သာ ယူဆရပြီးအချမ်းဖက်တပ်ဟာကြားဖြန့်ဇလန်းတွေပုံမို့နေဆိုင်ချုပ်ထွေးလာမှဆိုးတဲ့အတွက်တိုက်စစ်အဟုံဟာချက်ချင်းဆိုသလိုဥကျိုးသွားရပြီပဲဖြစ်ပါတယ် မန္တလေးတိုင်းမယ်လျာမြို့နယ်ကျောင်းရမ်းနယ်မြေတွင်းမှာတော့ထိတွေ့မှုထက်ပိုတဲ့အဆုံးဖြတ်တိုက်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။လေကြောင်းပစ်ကူကရယူထားရတာဖြစ်တဲ့အတွက်တိုက်ပွဲပြင်းထန်နိုင်ခြင်းရှိတယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ဗရံများမြေတိုက်ပွဲအခြေအနေကတော့အများကြီးအားရအောင်ကောင်းပါတယ်။ဘိုးဘုံမြို့မှာတိုက်ပွဲကနေ့စဉ်ဖြစ်နေပြီဆိုတာလဲကြားနေရတဲ့အတွက် စစ်တပ်ရဲ့ရှစ်ချောင်းတွေဟာနေချင်းညာချင်းမိုးကုတ်ကိုရောက်သွားလေသလားစစ်တပ်ဟာမိုးကုတ်မြို့ကိုစတိုက်နေပြီလားဖီလန်းချောင်းတွေကရောက်သွားတာလေ AI တွေများစပြီးတုံးလာတာလားတကယ်တမ်းစီရေးရမိုးကုတ်တိုက်ပွဲဟာတော်တော်လေးအရေးကြီးပါလေ မန္တလေးမြို့လိမ့်နိုင်ပွဲအတွက်ပီအာပေးနိုင်ဆုံးခြေကုပ်နယ်မြေတစ်ခုဖြစ်မှတ်တမ်းရှိခဲ့တာကြောင့်မလို့ဖြစ်ပါတယ်။စစ်တပ်ရဲ့စစ်ကြောင်းတွေကမုံမိတ်လမ်းကြောင်းကိုဥတည်နေတယ်ဆိုပေမဲ့ထိတွေ့မှုမရှိသလိုသတင်းဟာလည်းကြောက်ဆုံးနေပါတယ်။ချုပ်ရရင်မုံမုံတိုက်ပွဲကိုရှိသမျှပုံဟောပြီးဝင်းရံကြဖို့ကအဓိကအရေးကြီးဆုံးအချက်ဖြစ်နေပါတယ်။လက်တော်စစ်တပ်ရဲ့လှူလာချက်က မိုးကုတ်ကို အလဲ အရန်ကြီးမလိုသေးပါဘူးတပိတ်ချင်းနဲ့မန်နီယာတာဖြစ်နေပါသေးတယ်2025ခုနှစ်နှစ်ကုန်ပိုင်းဒီမှာတော့မိုးကုတ်စစ်မျက်နှာခံစစ်မျက်နှာပြင်အဖြစ်ຫນွေဥဇတ်ချိန်ကိုဆက်ပြီးအားသက်လောင်းထားတဲ့ဇာဝင်ငန်းတစ်ခုလိုဖြစ်လို့နေတာကိုတွေ့ရပါတယ်ချမ်းမြေနယ်မြောက်ပိုင်းမှာအပြည့်ရလိုက်ပြီးဖြစ်တဲ့အတွက်ကျန်းဖက်တပ်ဟာရခိုင်ချင်း ခချင်းပြည်နယ်အောက်ပိုင်းနဲ့မန္တလေးထပ်ပိုင်းကိုပဲအဓိကဆင့်ကျင်တာဖွင့်လာပါလိမ့်မယ်။စကိုင်းမကွေးဘက်ကတော့တိတိကျကျဆေးရည်မှန်းချက်ရှိမလာနိုင်သေးဘူးဖြစ်ပါတယ်။အညာကိုထုတ်မဲ့စစ်စင်ရေးဟာနေမန်းဖင်ကိုစုပ်မရသလိုဖြစ်နေပါသေးတယ်။တရင်ပေါ်တယ်၊တွားချင်းတယ်၊လမ်းမာတယ်အပြီးခံလိုက်ရတယ်။အင်အားသုံးပြီးတွားတယ်ဘာမှမတွေ့ရတော့ဘူး။ တွေ့တဲ့ရွာမိရှုတွေ့တဲ့ဒေသခံကိုစက်ပြစ်တဲ့အကြမ်းဖက်လုပ်ရတဲ့ကြောင့်ပြည်သူတွေရဲ့ဂျောရှာဆက်ဆုပ်မှုကိုနေ့စဉ်နဲ့အမျှချက်တလဲလဲရင်ဆိုင်နေကြရပါတယ်။စကိုင်းတိုင်းရဲ့မဟာပြူဟာပျောက်ကြားစရာရင်းနဲ့ငါးလုံးခွဲမရတဲ့အသွင်ကိုစောင်းလာတာကိုတွေ့ရပါတယ်။ဒါကြောင့်ချက်ဖက်တာစကိုင်းတိုင်းတွင်းမှာကြည်ချူရဲ့စစ်မြူထိုးကျွေးစစ်ကြောင်းလေးတွေကိုတုံပြီးပြားရည်နဲ့ဝမ်းချနေပါလိမ့်မယ်။ နောက်ဆုံးကြမှာရေနဲ့ငါးကိုမကွဲကွဲအောင်အကန့်လိုက်အပိုင်းလိုက်တိုက်ရှစ်စင်မယ်လို့သုံးသပ်ရခြင်းဖြစ်ပါတယ်။ဒါကြောင့်ဆက်ဖက်တာဟာဒူးနဲ့တိုက်ရှစ်စင်လို့ရမယ်ရခိုင်စစ်မျက်နှာပြင်ကိုပဲဥတီလာပါလိမ့်မယ်။အကြမ်းဖက်တာဟာစစ်တွေမျိုးအစွန်ဘက်ထိစည်ရေးလှုပ်ရှားမှုတွေတွေ့လာရသလိုပုံနာကျောင်းနဲ့ရသေးတောင်မြို့နယ်တွေကလေကြောင်းတက်ခိုက်မှုပြုလုပ်လာတာကိုလည်းတွေ့ရပါတယ်။ ပုံနှချုံမြို့နယ်ပန်းနီလာကြီးရဆိုတာစစ်တွေတပ်နယ်ရဲ့စစ်ပစ်ကွင်းအောင်ဖြစ်အသုံးပြုခဲ့တဲ့နေရာဖြစ်ပါတယ်နောက်ဆက်ချက်ကနေနောက်ပိုင်းကလာဆလို့လုံုံရေးအကြအသုံးပြုရမသိလို့ဒေသန္တရအမိန်ထုတ်ပြန်လာခဲ့ပြီးလူလိုနားလည်အောင်ဘာသာပြန်ရမယ်ဆိုရင်တော့အေးရှိတယ်မတော်ကြနဲ့လို့အတိတ်ပဲရပါတယ် အကြမ်းဖက်တဲ့ဟာယခုနောက်ပိုင်းမှာလက်လွတ်ထားရပြီးနေမီတွေကိုလေကြောင်းတိုက်ခိုက်မှုဇက်တိုက်ပြုလုပ်လာပြီးနောက်ပိုင်းမကြခင်မှာတွစ်စုံစကားဝိုင်းတွေဖြစ်လာတာကိုလည်းသတိမူမိကြမယ်ထင်ပါတယ်အကြမ်းဖက်တဲ့ဟာကြံစစ်မျက်နှာပြင်တွေငြိမ်သွားမယ်ဆိုရင်ရခိုင်ကိုပဲဥတီရန်သူ ဖြစ်ချေမုန်းနိုင်မှုစူးစမ်းလာမှာအသေးစားပဲဖြစ်ပါတယ်အရခတဟာအာနာသိန်းကာလမတိုင်ခင်မှာလဲ အချမ်းခက်တက်နဲ့ဘိုင်ဝမ်ဆွဲခဲ့မှုကြီးဖြစ်ပါတယ်ယခုနေဦးကာလလို့မြို့တွေဌာနချုပ်တွေမသိမ့်ပိုက်နိုင်ခဲ့ပေမဲ့ဒါသမျှအတက်ပြုတ်ပြုတ်ပြုံပြီးအချမ်းခက်စစ်တပ်ရဲ့စစ်ရှုံးနယ်ဆိုတဲ့အရာတာကိုစတင်ရိုက်သွင်းပေးထားတာဖြစ်ပါတယ်ရခိုင်စစ်မြေနာမှာကြီးရည်လေးသုံးမျိုးစလုံးစစ်ဦးကျိုးခဲ့ရတဲ့အပြင်ရခိုင်မြေမှာမင်္ဂလာတုံဈေးတပွဲလက်မောင်းစိတ်တွေကာလာဖူးဖြစ်ခဲ့ရတာပါတယ် ါကြောင့် A တို့ဖို့တဖွဲလေးနဲ့တိုက်လာတာတိတ်အဆန်းကြီးတော့လဲဟုတ်မနေဘူးဖြစ်ပါတယ်ယခုချိန်နေနဲ့ရခင်နေသားဟာတထထဲလဲကြနေတာတော့မဟုတ်သေးပါဘူး2012ခုနှစ်လောက်မှာမြေပြင်တိုက်ပွဲတွေစတင်ပြီးလှုပ်ဆောင်လာခဲ့ပြီး2015ခုနှစ်အလွန်ကာလတွေမှာကိုချေတို့ဟာတိုက်စစ်ညှင့်နိုင်ခဲ့တာဖြစ်ပါတ သို့သော2020ရွေးကောက်ပွဲနီးကပ်လာပြီမှာတော့စစ်တပ်ရောအားရခတတ်တော်ပါမြေပြင်တိုက်ပွဲအချိန်တွေခိတ္တအားဖြင့်ချော့ချလိုက်တာကိုတွေ့ရသလိုနောက်ပိုင်းမှာ အချမ်းဖက်ဆိုတဲ့ဝေါ်ဟာရကူပါချုပ်သိမ်းလိုက်ပါသေးတယ်အတိတ်နေသားအရာကိုချီတို့ဟာမြို့တော်စစ်တွေကိုလည်းယခုလိုမျိုးပဲစီရေးအရချင်းချောက်ထားနိုင်တယ်ဆိုပေမဲ့ယခုကလို့ရခိုင်တောင်ပိုင်းကိုသာမကမကွေးဘကူ AR နဲ့ချင်းပြည်နယ်ပဲအထိပါ ကြားခံစစ်ဆင်ထားရတာဖြစ်ပါတယ်။အာရခတရဲ့အမြင့်တန်းတပ်ဖွဲ့ဝင်အင်အားဟာ၃000နဲ့အထက်မှာရှိနေပါတယ်။အာရခတဟာရခိုင်ပြည်နယ်တစ်ခုလုံးကိုလွှမ်းခြုံထားတဲ့အပြင်ရှမ်းမြောက်မူဆယ်ကွင်းထဲမှာလည်းမိနဂါစစ်ဒေသဆိုပြီးရှိခဲ့ဘူးပါတယ်။ဆိုတော့အေဟာအချမ်းဖက်တန်းနဲ့နောက်ကျရင်ဘိုင်ဝမ်ဆွဲရင် ကြမ်းကြမ်းတန်းတန်းတုံ့ပြန်တိုက်ခိုက်မှုတွေရှိလာနိုင်မလားလက်ရှိအကြမ်းဖက်တပ်တိုက်စစ်နဲ့အတူအနောက်ဖက်စစ်မျက်နှာကမုတ်စိတ်စစ်သွေးကြရတဲ့ထိပါကျူးကျော်မှုကိုကြပြိုင်နဲ့ကြုံလာရပြီဖြစ်ပါစခိုင်မာနေခဲ့စဉ်တုန်းကတော့စစ်သွေးကြအစောရောက်တည်းရဲ့တိုက်ဆွမ်းအားဟာပြစ်နေရင်ကြည်ရင်နေချင်းတောင်မရလောက်အောင်လှည့်မြန်ရဲတင်းတယ်လို့တော့ဆိုကြပါဗါးကိုရီတော့မကြုံခဲ့ရဘူးပေါ့ ဘသူတွေပြောတာလဲဆိုတော့ကိုလရွှေလို့ဖြစ်ပါတယ်ကိုလရွှေလို့စကားကိုတော့အတင်ယူလို့လည်းမရပြန်ပါဘူးဓာတ်နဲ့လိုက်တာတောင်ဖက်ပြေးလို့လုံုံရေးလိုက်ပြီးယူယူပေးနေရတာဖြစ်ပါတယ်အဲ့ဒီကာလာတော့ကလည်းစစ်တပ်ဟာရခိုင်ပြည်မှာအကြောက်တရားဖန်တီးထားတာဖြစ်ပါတယ်။ဂျဲဟူတာမကြောက်တာစစ်တပ်ကစစ်ကြောင်းဝင်လာရင်တုံနေအောင် ကြောက်အောင်လှုပ်ထားတာဖြစ်ပါလိမ့်။ဆက်ရရင် ကိုချီတို့ဟာတပွေတဲ့နဲ့တော့မုတ်စိတ်စစ်သွေးကြဘူးရောစစ်တပ်ကူရောတော့ကြာရှည်တောင့်ခံနိုင်မှုမလွယ်ပါဘူးဒါကြောင့်ကိုချီတို့ဟာအနာအဖွဲ့မပါတဲ့အကူအညီကတော့လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်အနောက်တကားကြီးဟာဘလောက်ရေးကြီးတယ်လဲဆိုတာတော့စေတကောင်းနယ်အထိပိုင်တဲ့နယ်မြေဖြစ်ခဲ့မှုတဲ့အဖရခိုင်တီကြီးရဲ့မျိုးဆက်တဲ့ကိုချေတို့ကသာအတီးဆုံးဖြစ်ပါလိမ့်မယ် တချိန်လုံးကတော့မုတ်စိတ်ဆွေးသွေးကြအရင်နဲ့ပတ်သက်လာရင်ကူပြီးတိုက်ပေးမဲ့တိုင်းရင်းသားအဖွဲ့တွေကအငဲအစင်တဲ့အနေဒါရှိနေတယ်လို့တော့ကြားခဲ့မှုတာရှိပါတယ်။ယခုရောဒီလိုအခြေအနေမျိုး ရှိနေပါသေးသလား။အားရခတဲ့အနေနဲ့တစ်ဖက်မုတ်စိတ်ဆွေးသွေးကြကိုတော့ကြက်ပြတ်သားသားရင်ဆိုင်နိုင်မှုဆိုပါလေရခိုင်တောင်ပိုင်းကိုခိတ္တခဏတာပြန်လဲစုတ်ခွာသွားရနိုင်လိမ့်မလား။ ဆိုပြီးဆေးသုံးသက်ချက်အမြင်နဲ့ရှုမြင်နေရပါကြောင်းသုံးသက်တင်ပြလိုက်ရပါတယ်ခင်ဗျာဆက်လက်ဆုံးနားထောင်ပြည့်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိရင်